ကစွန်ရွယ်ဝယ်စားစရာမလိုအောင်ကစွန်ရိုးလေးတွေကိုအသုံးပြုပြီးစိုက်ပျိုးနီးအစင်းစင်ကိုဝေမျှပေးလိုက်ပါရယ်ပထမဆုံးစိုက်ပျိုးမဲ့ဖောက်ပုံးတွေကိုယူပြီးရေစိမ့်ဝင်ထွက်နိုင်စေဖို့အတွက်အောက်ဖက်တွေမှာအပေါင်လေးတွေဖောက်ပေးထားလိုက်ပါပြီးရင်တော့တဘာဝမြေဆွေးနဲ့ဇပက်ကွန်တွေကိုရောဆက်ပြီးဖောက်ပုံးတွေထဲမှာအပြည့်ထည့်ထားပေးရပါမယ်ဈေးကဝယ်လာတဲ့ကစွန်ရွက်တွေကိုအရွက်တွေရှင်းပေးပြီးအရိုးလေးတွေရရှိအောင် ပြုလုပ်ပေးလိုက်ပါ ရလာတဲ့ကစွန်ရိုးတွေကိုဖော်ပုံးတွေထဲမှာနှစ်လက်မကန်ချပြီးအစီအယီထိုးဆိုင်ပေးရပါမယ်။ဖော်ပုံးအားလုံးဆိုင်ပေးပြီးရေဆူွှဲအောင်လောင်းပေးထားလိုက်ပါ။ဆယ်ရီကျော်လောက်ဆိုစိုက်ပျိုးထားတဲ့ကစွန်ရိုးတွေမှာအညွန့်တစ်တွေများစွာဝေနေပြီးစိမ့်ဆိုလို့နေပါပြီ။ရေဆွေးပုံမှန်ထည့်ပေးပြီးရေပုံမှန်လောင်းပေးလိုက်ပါ။စိုက်ပျိုးပြီး20ရေကျော်ကြာတဲ့အခါမှာတော့ကစွန်ပင်တွေမှာအရွက်တွေများစွာရှည်ထွက်နေပြီးခုဆုတ်စားသုံးလို့ရနေပါပြီ။ ဒါဆိုရင်တော့ရင်းနဲ့အရွက်တွေကိုရွေးချယ်ပြီးကုဆော့ပေးလိုက်ပါကုဆော့ပြီးရဲအနေငယ်ကြားတဲ့အခါမှာတော့ကစွန်ပင်တွေဟာထပ်မံရှိထွက်နေပြီးကုဆော့လို့ရနေပြန်ပါပြီဒီနီအတိုင်းကစွန်ရိုးတွေကို လွယ်လွယ်ကူကူစိုက်ပျိုးပြီးအချိန်များစွာကုဆော့စားသုံးနိုင်မှာပဲဖြစ်ပါတယ်